ဘောဖတ်များလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်တို့ဒီတစ်ပတ်တော့ကျွန်တော်ပေးမြလိပွဲစဉ်15တွေကိုကျွန်တော်တို့စနေနေ့မှာပဲကျွန်တော်တို့အဲအတင်းကြီးကျွန်တော်9သင်းလောက်ကိုကျွန်တော်ဒီတစ်ပတ်ကတော့ကျွန်တော်ထည့်သွင်းသွားမှာဖြစ်ပါတယ်ဒီထဲမှာမှာကျွန်တော်တို့အပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့အက်စတရိုမီလာနဲ့ကျွန်တော်တို့အာဆင်နယ်တို့ရဲ့ပွဲကြိုသုံးသချက်လေးကိုအခုပဲလုပ်ပေးသွားမှာဖြစ်ပါတယ်ရင်းသွင်းနေတဲ့ဒီနှစ်သင်း ရဲ့ကျွန်တော်စုံလွှဲမှုကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမဲ့ပုံစံမျိုးလေးရှိတယ်။အထူးသဖြင့်ကျွန်တော်တို့အာဆင်နယ်တင်းနေတဲ့အဝေးကွန်းမှာတွားရောက်ရှင်မြန်မဲ့ပွဲမှာတော့ဗီလာရဲ့အိမ်ကွန်းမှာတော့ထပ်ပြီးတော့ကျွန်တော်တို့ခက်ခဲဥမာလားဒါမှမဟုတ်ပဲနဲ့ကျွန်တော်တို့အာဆင်နယ်ကပဲထပ်ပြီးတော့ကျွန်တော်တို့နိုင်ပွဲဆက်သွားမှာဆိုတော့တော့တော်တော်လေးမှကျွန်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့တော့မြင်တယ်။ Okay ဗီဒီယိုလေးမဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို Live Sacramento ကတည်းညီကိုလေးနဲ့ Live Sacramento လို့ပြီးကူညီပေးသွားလို့ရပါတယ်။ Okay အဲ့ဆိုကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင် ရင်းဆုံးအနေနဲ့ကျွန်တော်တို့ဒီနှစ်သိန်းရဆုံတွေ့မှုမှာတော့တစ်ဖက်ကကျွန်တော်တို့အိမ်ဝေးဖြစ်တဲ့ကျွန်တော်တို့ Astromila Astromila တော့ကျွန်တော်တို့အခုနောက်ပိုင်းပွဲတွေမှာသူတို့အနေနဲ့ကျွန်တော်တို့ရှင်ပြိုင်ထားတဲ့ပွဲတွေမှာဆိုရင်ရှုံးဝဲမရှိဘဲနဲ့ကျွန်တော်တို့နိုင်ပွဲတွေကိုဆက်နေတယ်လို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော် Arsenal အသင်းအနေနဲ့ကျွန်တော်ဂျားပွဲတွေမှာဆိုရင်တော့သူတို့အနေနဲ့တေရလက်တွေကိုပွဲတွေကိုကျွန်တော်နှစ်ပွဲလောက်ဖြစ်နေတဲ့ချိန်မှာတော့တစ်ဖက်ကကျွန်တော်တို့ Astromila တော့ကျွန်တော်နိုင်ပွဲဆက်နေတဲ့အတွက်ကြောင့်ဒီနှစ်သိန်းဆုံတွေ့မှုအထူးသဖြင့်ကျွန်တော်တို့ Astromila ရဲ့အိမ်ဝေးမှာတော့ရှင်ပြိုင်တဲ့ ပွဲပွဲမှာတော့ကျွန်တော်တို့အာဆင်နယ်တော့ကတော့ထပ်ပြီးတော့ခက်ခဲလာအောင်မှာဒါမှမဟုတ်ပဲねသူတို့ရဲ့ကျွန်တော်တို့ပုံစံတိုင်းထပ်ပြီးတော့ကျွန်တော်နိုင်ပွဲတွေစအောင်မလားဆိုတော့တော်တော်လေးမှာကျွန်တော်စိတ်ဝင်စားဖို့ကောင်းပြီးတော့ပွဲကြီးပွဲကောင်းတပွဲဖြစ်မယ်လို့တော့ကျွန်တော်မြင်တယ်ဒီပွဲကိုတော့ကျွန်တော်စနေနေ့ကျွန်တော်အစောဆုံးပွဲဖြစ်တဲ့9နာရီမှာရှင်ပြိုင်တော့မှာဖြစ်ပါတယ်โอเคအဲ့ဆိုကျွန်တော်ဒီနှစ်သင်းကိုတော့ကြည့်လိုက်အောင်ဒီနှစ်သင်းကျွန်တော်နောက်ဆုံးရှင်ပြိုင်ထားတဲ့9ပွဲမှာဆိုရင်တော့ကျွန်တော်အက်စထရိုမီလာကတော့တူမိုရိုးကတော့တော်တော်လေးမှာကျွန်တော် ခြေစွမ်းနေပြတ်တနေတယ်လို့ပြောလို့ရတယ်နောက်ဆုံးရင်မဲတာ၅ဘွဲ့မှသူ၅ဘွဲ့စလုံးနိုင်ထားပြီးတော့သူတို့တော်တော်လေးမှကျွန်တော်အဆင့်ရက်တည်းကျမှလည်းသူတို့အနေနဲ့အဆင့်၃နေရာအထိကိုပြန်လည်တက်လန်းလာနိုင်တဲ့အတွက်ကြောင့်ဒီကဆုံတွေ့မဲ့ကျွန်တော်အာဆင်နယ်နဲ့ဘွဲ့မှာတော့သူတို့တက်ကတော့တော်တော်လေးမှခက်ခဲမဲ့ဘွဲ့တွေဖြစ်တယ်အာဆင်နယ်အာဆင်နယ်ဘက်ကိုကြည့်လိုက်ကောင်းပါအာဆင်နယ်မှာမှာဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့၅ဘွဲ့မှာဆိုရင်တော့အာဆင်နယ်ကတော့၃ဘွဲ့နိုင်တယ်၂ဘွဲ့တည်ကြတယ်အဲတည်ကြတဲ့ဘွဲ့ကလည်းကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ အဲပွဲမှာတော့တို့အနေနဲ့ဂိုပြက်နိုင်ပွဲတွေပုံဖော်ထားတဲ့အတွက်ကြောင့်တို့နောက်ဆုံးတည်ကြထားတဲ့ပွဲတော့ဆန္ဒလန်းကိုတို့အဝေးကမှတောက်ရောက်ရှင်မြိုင်တဲ့ပွဲရဲ့ပြီးတော့ကျွန်တော်တို့ Chelsea ကိုတို့အနေနဲ့အဝေးကမှတောက်ရောက်ရှင်မြိုင်တဲ့ပွဲဒီနှစ်ပွဲပဲတည်ရလက်ကိုပုံဖော်ထားပြီးတော့ကျန်တဲ့ပွဲတွေမှန်မှကျွန်တော် Champions League ရော Premier League ရောမှာတော့တို့အနေနဲ့နိုင်ပွဲတွေဆက်ထားတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်တို့ဒီနှစ်သင်းရဲ့စုံတွဲမှုကတော့တော်တော်လေးမှကြည့်လို့ကောင်းတယ်လို့တော့မြင်တယ်ဒီနှစ်သင်းရဲ့ကျွန်တော်စုံတွဲမှုမှာတော့ထူးခြားချက်အနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်တော့ ကျွန်တော်အက်စတိုမီလာအက်စတိုမီလာကတော့သူ့ရဲ့အကွေးမှာကျွန်တော်အာဆင်နယ်ကိုကျွန်တော်တို့အဲနိုင်ခဲ့တဲ့ပွဲတွေမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အဲ2020 2021ပြီးလို့ဆိုရင်2023မှာဆိုရင်တော့တို့အိမ်ကွေးမှာနိုင်ထားတဲ့ပွဲတွေရှိတယ်ဗျာဒီပွဲတွေမှာကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့အများဆုံးမှာကျွန်တော်10လောက်နဲ့ပဲကျွန်တော်တို့နိုင်ထားတဲ့အတွက်တွေ့တယ်ဗျာဒီတော့ကြောင့်ကျွန်တော်ဒီတစ်ခါဆုံတွဲမှုမှာတော့ကျွန်တော်အာဆင်နယ်နေတဲ့ဒီရဲ့ ရလက်တွေကိုပြန်ပြီးတော့ခြေဖြတ်နိုင်မလားမနေ့ကရာသီကျွန်တော်တွေ့ဆုံမှုမှာတော့အာဆင်နယ်အနေနဲ့ကျွန်တော်တချိန်ပြေကြတယ်တချိန်နိုင်ထားတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွဲမှုမှာကျွန်တော်တို့အက်စတွန်ဗီလာရဲ့အိမ်မှာသူတို့အနေနဲ့ရလက်တွေတိတ်ပြီးတော့မကောင်းထားတဲ့ပုံစံကိုဒီတစ်ခါမှာတော့ပြန်လဲချိုးဖြတ်ပြီးတော့ကျွန်တော်တို့အဆင့်တက်မှာပဲထပ်ပြီးတော့အဲအမှတ်တွေထပ်ပြီးတော့ဖြတ်နိုင်မလားဆိုတော့ကျွန်တော်တခြားတော့စောင့်ကြည့်မယ်။ဘာတရားကြောက်လဲဆိုရင်တော့ကျွန်တော်အဆင့်နဲ့ကမန်ချက်တာစီးရီးယားလည်းကျွန်တော်တို့အဲ တို့အနေနဲ့လည်းပွဲချက်တစ်ပွဲလိုမျိုးစုံတွေ့နေတဲ့အတွက်ကြောင့်ဒီခါအာဆင်နယ်အနေနဲ့အဝေးကွင်းမှာတော်တော်ရှင်မဲမဲ့ပွဲရလေတို့အနေနဲ့ပွဲချက်တစ်ပွဲလိုတော့ပြောလို့ရတယ်ဘာလို့ကြောင့်လဲဆိုတော့ကျွန်တော်အစနိုဘီလာတော်တော်လေးမှကျွန်တော်ခြေစွမ်းနေပြတ်တတ်ထားပြီးတော့ရှုံးပွဲမဲ့မရှိတဲ့ပုံစံမျိုးမှာတော့အာဆင်နယ်တော့ကတော့ဒီတစ်ပွဲကတော့ကျွန်တော်ထပ်ပြီးတော့ခက်ခဲလာအောင်မယ်လို့တော့မြင်တယ်ဒါပေမဲ့လည်းအာဆင်နယ်မှာကစားသမားကောင်းတွေရှိတယ်ကွင်းလယ်ရောခံစကော အဲ့လေသူတို့အနေနဲ့ခံစစ်မှာလည်းဒဏ်ရာပြဿနာတွေသူတို့အနေနဲ့ကြုံတွေ့ထားတဲ့တိုင်အောင်လူစားဝင်ကစားသမားတွေလည်းတော်တော်လေးမှခြေသွန်းနေကိုပြတ်တတ်ထားပြီးတော့အသင်းလုံးကအဲတသင်းလုံးမှလည်းတော်တော်လေးကိုမှကျွန်တော်ဟန်ချက်ညင်ညီသွားနေတဲ့အတွက်ကြောင့်အာဆနယ်ကိုကျွန်တော်တို့အဲနိုင်ဖို့ဆိုတာလည်းတော်တော်လေးမှခက်ခဲမဲ့ပုံစံတွေကိုမြင်တွေ့ရတယ်အာဆနယ်အနေနဲ့လည်းကျွန်တော်ပြင်းပြလိမ့်မှာဆိုလို့ရှိရင်သူတို့အနေနဲ့ရှုံးမွေးလည်းတပွဲပဲကြုံတွေ့ထားရတဲ့အတွက်ကြောင့်တော်တော်လေးမှခြေသွန်းနေကိုပြတ်တတ်ရတယ်ဒီနှစ်ပြင်းပြလိမ့်ချန်ပီယံလို့တော့ထိတ်ဆုံးကပြေးနေတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့် အက်စတွန်ဗီလာကတော့သူ့ရဲ့အိမ်ကမှာအက်ခန့်ရှင်မြန်မဲ့ပွဲမှာတော့ကျွန်တော်အာဆင်နယ်ကိုဘလို့တွေဒုက္ခပေးဦးမလဲဆိုတော့တော်တော်လေးမှစောင့်ကြည့်နိုင်ခြင်းရကောင်းတယ်လို့တော့ပြောတယ်ဒီပွဲကတော့ကျွန်တော်ည9နာရီမှာရှင်မြန်သွားပြီးတော့အဲပဲသိရတယ်ထပ်ပြီးတော့နိုင်ပွဲဆက်မှာဒါမှမဟုတ်လေကျွန်တော်အက်စတွန်ဗီလာသူ့ရဲ့အိမ်ကမှာခြေသွန်းတွေကိုပြတ်တထားနိုင်တော့ဒီခြေသွန်းတွေကိုဆက်လက်ထိန်းသိမ်းနိုင်မလားဒါမှမဟုတ်လေအာဆင်နယ်ကပဲအဲအဆင့်တက်မှာဆက်ပြီးတော့ကျွန်တော်အမှတ်ဖြတ်ဖို့ဒီပွဲမှာနိုင်ပွဲဆက်သွားအောင်မလား ီကိုတွေဘယ်လိုထိညာလဲโอเคအဲ့ဆိုရင်ကျွန်တော်ဒီနှစ်သိန်းရဲ့ command line နဲ့လေးကိုတွားလိုက်ကြအောင်ရုံးစုံနေနဲ့ကျွန်တော်အိမ်ငွေဖြစ်တဲ့ SOM လောက်ရင်ပြောပါမယ် SOM လောက်သူတို့ရဲ့အဓိကကိုသမားအဲဖြစ်တဲ့ money နဲ့ကတော့ကျွန်တော်ဒဏ်ရာရနေတဲ့အတွက်ကြောင့်သူတို့ရဲ့အရင်ကစားသမားကိုသမားနဲ့ပဲပွဲထွက်လာမယ်လို့မြင်တယ်ဗီဒီယိုအဲဗီဇော့နဲ့ပဲပွဲထွက်လာမယ်ပြီးရင်တော့ကျွန်တော်နောက်တန်းလေးရောက်နေမှာဆိုတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ um dairy ပြီးလို့စေ correct conza နဲ့ပြီးလို့စေ cut တို့ဒီ၃ယောက်ပဲပွက်ထက်လာမယ်လို့မြင်တယ်သူကွင်းလယ်မှာဆိုရင်လည်းသူတို့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ onana တို့ဆိုရင်လည်းတော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုကျွန်တော်ပြသထားတယ်ကွင်းလယ်မှာပြီးလို့စေ tiliman တို့ camera တို့လည်းဒီအစုဖွဲ့တယ်ဒီကွင်းလယ်၃ယောက်နဲ့ပဲ arsenal တို့ကိုကျွန်တော်အမြင်အရဆိုရှင်ပြိုင်သွားမယ်လို့မြင်တယ်တိုက်စစ်မှာဆိုရင်လည်းသူတို့အဓိက တက်ဆက်ကစားသမားတွေဖြစ်တဲ့ရောဂျာရှိမြန်ပြီးလို့ဆိုရင်ဝက်ကန်နဲ့ပြီးလို့ဆိုရင်တစ်ဖက်ကရောမကန်တို့ပဲထပ်ပြီးတော့ပွက်ထွက်လာအောင်မယ်လို့အမြင်နဲ့တစ်ဖက်ကအာဆင်နယ်အာဆင်နယ်တော့ကျွန်တော်တို့နောက်တန်းမှာသူတို့အနေနဲ့အဲဆလီဘာရောကျွန်တော်တို့အဲဂရာဘီယာရောတန်ရန်ရသွားပါတယ်ဆီမှာရှေ့ပွဲမှာတော့သူတို့အနေနဲ့ထပ်ပြီးတော့ကျွန်တော်တို့အဲမော်စကွီးယားတို့ဘာတို့ထပ်ပြီးတော့ဒန်ယန်တွေပြည်တနာရောက်သွားတဲ့အတွက်ကြောင့်သူတို့နောက်တန်းတော့ကျွန်တော်တို့ အဲဘသူတွေနဲ့ဖြစ်သွားမလဲဆိုတာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်ဒါမှမဟုတ်တို့မှလည်းကြာတစ်ခါကျွန်တော်တို့တင်မတို့ဘာလို့ဆိုရင်လည်းကျွန်တော် CV ဆော့လို့ရတယ်ဘာလို့ကြောင့်ဆိုတော့တင်မဆိုရင်လည်းကြာကျွန်တော်တို့네덜란드မှာသူနေတဲ့ CV တွေဘာတွေဝင်ရောက်ဆော့ကြားထားတဲ့ပွဲတွေရှိတဲ့အတွက်ကြောင့်တော့တင်မကိုလည်းကျွန်တော် CV မှာထားပြီးတော့ဆော့မယ်ဆိုရင်လည်း အဆင်ပြေမယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ရကျွန်တော်တို့တစ်ဖက်မှာကျတော့ကျွန်တော်တို့အဲဘန်ဝိုက်တို့ဘာလို့ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ဘန်ဝိုက်ကို right wing ကိုပို့ပြီးတော့ကျွန်တော်တို့တင်းမောက်ကိုဟိုဟို CB ထားဆောက်မယ်ဆိုရင်လည်းတော်တော်လေးမှအဆင်ပြေမယ်လို့မြင်တယ် okay အဲ့ဆိုရင်ကျွန်တော်တို့ Arsenal ရဲ့ command line နဲ့လေးကိုသွားလိုက် Arsenal ရဲ့ကျွန်တော်ဂိုးသမားနေရာမှာတော့သူတို့အဓိကဂိုးသမားဖြစ်တဲ့ Deep Rider ပဲပွက်ထွက်လာမယ်ကျွန်တော် right back မှာဆိုရင်တော့ကျွန်တော်မင်းရဆိုရင်တော့အဲ ခုနပြောတဲ့ကျွန်တော်ဘန်ဟွိုက်ပဲပွဲထလာပြီးတော့ CB မှာဆိုရင်တော့ကျွန်တော်တင်းမနဲ့ကျွန်တော်တို့ဟင်ကာပီနဲ့ကိုပဲပြန်လဲတွက်ဖက်လာအောင်မဲ့ပွဲလို့တော့မြင်တယ်တစ်ဖက်ကမှာဆိုရင်တော့ကျွန်တော်ကာလာဖီကိုတွေပဲထပ်ပြီးတော့ပွဲထလာပဲမြင်တယ်ကွင်းလေးမှာကွင်းလေးမှာဆိုရင်တော့တို့ဒီနေ့ပွဲမှာတော့ထပ်ပြီးတော့ကျွန်တော်ရှေ့ပွဲတွေမှာအသုံးပြုတဲ့ကစားသမားဖြစ်တဲ့ဇိုဘီမန်နေရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဂျီကန်ရိုက်နဲ့အဇီတို့ပဲထပ်ပြီးတော့ပွဲထလာမယ်လို့မြင်တယ်တိုက်စစ်မှာဆိုရင်တော့ကျွန်တော်အဲစာကာတို့ရှိမယ်နောက်တစ်ယောက်ကတော့ကျွန်တော်ဒီနေ့ပွဲမှာတော့တို့နေမေနူကိုထပ်ပြီးတော့အနားပေးပြီးတော့ ဘောကလည်းပိတယောဂရကိုဒီနေ့ပွဲမှာတော့ထပ်ပြီးတော့ထုတ်သုံးလာဖို့ရှိမယ်လို့တော့မြင်တယ်။ဘာတွက်ကြောက်လဲဆိုရင်ကျွန်တော်ရှေ့အဲဂျားရဲ့ထဲမှာဒီစနေတုန်းကလည်းပြီးသွားရင်ထပ်ပြီးတော့ကျွန်တော်ဂျားရဲ့ထဲမှာတော့ချန်ပီယံလိပွဲတွေရှိရတဲ့အတွက်ကြောင့်မိန်နူတို့အနေနဲ့အနားပေးသွားမလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ်။တစ်ဖက်မှာတော့ကျွန်တော်တို့အဲထရက်ဆော့နဲ့ဒန်ယာပြဿနာတွေကြုံတွေ့နေရတဲ့အတွက်ကြောင့်အဲမာတီနယ်လီပဲပြန်လဲပွက်ထလာမယ်လို့တော့မြင်တယ်။ဒီနေ့သင်းရဲ့ဆုံတွေ့မှုမှာဆိုရင်တော့အဲမစနေတဲ့ကတော့ကျွန်တော်နောက်တန်းဟိုတော့နည်းနည်းလေးဟိုတော့ ကျွန်တော်မြင်ရဆိုရင်တော့အားနေနေတယ်လို့မြင်တယ်ဒါမှလည်းအဲတင်မတို့ဘာလို့လဲထည့်ပြီးတော့ဆော့မယ်ဆိုရင်တင်မတော်တော်လေးမှာကျွန်တော်တို့ CPU မှာလည်းတော်တော်လေးမှာ common နိုင်ဆော့နေတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော်တို့အဲ assembly line ကျွန်တော်တို့တိုက်ဆက်ဖြစ်တဲ့ကျွန်တော်တို့ browser တို့ working တို့ macan တို့ရဲ့အစုပ်ဖွဲ့ကိုတို့အနေနဲ့တားဆီးနိုင်ဖို့အဲလုံမယ်လို့မြင်တယ်ဒါမှလည်းတစ်ဖက်ကမှပြန်ကြည့်မယ်ဆိုရင် Arsenal ရဲ့ကျွန်တော်တို့အဲကစားသမားဖြစ်တဲ့ ဒီကန်ရိုက်ဒီကန်ရိုက်ဆိုလို့ဆိုရင်ကျွန်တော်နောက် CB တွေပါတယ် ठी ဟိုတော့ဟာသူ့အနေနဲ့ပြန်ပြီးလဲဆင်းပြီးတော့တော်တော်လေးမှကစားထားရတဲ့အတွက်ကြောင့်အဲ Arsenal ရဲ့နောက်တန်းကတော့ကျွန်တော်တို့ Queen ကစားသမားတွေပြန်ပြီးတော့ဆင်းကုမယ်ဆိုရင်တော့တော်တော်လေးမှသူတို့နည်းကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်ဒီလိုဒီဟာဒီပုံစံတိုင်းမှာရဲ့သူတို့ကတော့ CB ကိုပြိုင်နေဆင်းကုမယ်ပြီးလို့ဆိုရင် Queen နဲ့ပြီးလို့ဆိုရင်သူတို့ရဲ့အမြန်ဆုံးမြင်ကစားသမားဖြစ်တဲ့ SC တို့ပါတို့ရဲ့ရှိမယ်အဲ့ဒီဒီပုံစံတိုင်းနဲ့ပဲထွက်ပြီးတော့သူတို့အနေနဲ့ အဲအဆွန်ဘီလာပွဲနဲ့ပွဲမှာတော့ထပ်ပြီးတော့နိုင်ယူသွားနိုင်မယ်လို့တော့ကျွန်တော်အမြင်နဲ့ဒါပေမဲ့လည်းအဆွန်ဘီလာလည်းကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ပွဲတွေမှာသူတို့နဲ့ရှုံးပွဲတွေမရှိထားတဲ့အတွက်ကြောင့်ထပ်ပြီးတော့ခက်ခဲအောင်မဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်ဒီပွဲမှာတော့ကျွန်တော်အမြင်ရဆိုရင်တော့တေရလက်ကိုတော့ဥတီသွားနိုင်မယ့်ပုံစံမျိုးတွေမရှိဘူးဒါပေမဲ့နိုင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘီလာသူ့ရဲ့အင်ကွန်းမှာနိုင်မယ်ဆိုရင်ကျွန်တော်ခုနပြောခဲ့သလိုပဲ1-0လောက်နဲ့ပဲသူတို့အနေနဲ့နိုင်ထားတဲ့ပွဲတွေရှိတဲ့အတွက်ကြောင့် personal အနေနဲ့အဲ ရှုံးမို့ကတော့မဖြစ်နိုင်ဘူးလို့မြင်တယ်။ Arsenal နိုင်ငံမို့ကတော်တော်လေးမှခက်ခဲမဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်အဲကျွန်တော်မြင်ရဆိုရင်တော့ဒီနှစ်သင်းရဲ့စုံတွဲမှုကတော့ကျွန်တော်မြင်ပြောမယ်ဆိုရင်တော့ Aston Villa အတွက်ကတော့အဲအများဆုံးကတော့တည်ရလောက်ပဲလို့တော့မှန်တယ်။ထပ်ပြီးတော့ကျွန်တော် Arsenal ပဲအဝေးကမှတော့ရှင်မြန်တဲ့ပွဲမှာတော့ထပ်ပြီးတော့နိုင်ပွဲတွေဆက်အောင်မယ်လို့တော့ကျွန်တော်မြင်တယ်။ညီကိုရင်းနဲ့ရောတော့ဒီတစ်ပတ်ကျွန်တော်အပြင်းပြလေးပွဲစဉ်စငိုင်းဆောဆုံးပွဲဖြစ်တဲ့အက်ဆိုမီလာနဲ့ကျွန်တော်အာဆင်နယ်ပွဲကိုဘယ်လိုမြင်ရလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပြသလို့ရပါတယ် live ကြည့်ထုတ်ပေးတဲ့ညီကိုတယောက်ဆင်းနေတဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ